အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့ခန်း73လေ့ကျင့်ရဲ73ပထမနှစ်ကနံပါတ်80ပဲဖြစ်ပါတယ်နံပါတ်9မှာကြတာဆိုတော့လူသားတစုပါတယ်နော်အလုပ်တစ်ခုကိုတနေ့7နာရီလုံးလုပ်ခဲ့တာမှာ30ရက်နဲ့ပြီးတယ်အဲ့ဒီအလုပ်ကို30ရက်နဲ့ပြီးအောင်လုပ်မယ်ဆိုရင်အဲ့ဒီလူသားရဲ့တနေ့ကိုနိုင်ပြီးလောက်ပို့ပြီးလုပ်ရမလို့ဘူးဒီနေ့ကို7နာရီလုံးလုံးလုံးမယ်ဆိုရင်33ရက်ကြာတယ်ဒါဆိုသူက30ရက်နဲ့ပြီးချင်နိုင်ဘယ်လောက်ထပ်ပြီးပို့ရမလဲဒါရာသီစမောက်ပါတော့ ဒီနေ့လောရမဲ့နိုင်နဲ့ကြာမဲ့ရက်တွေကပြန်ပြန်ချိုးတည်ကြရဲ့ဟုတ်လားတို့ကလေလုံးလုံးရက်နဲ့လုံးမှဆိုရင်ဒီနေ့ရှင်းနိုင်ရလို့ရတယ်ဒါပေမဲ့30ရက်နဲ့လုံးမှဆိုရင်ဘာလို့လဲဟိုလေရက်ကနေဝါလေနိုင်ရက်ပူညံလာတယ်အဲဒါကြောင့်ကျွန်တော်ပြန်ပြန်ချိုးတည်ရလို့ခေါ်ပါတယ်ဟုတ်တယ်30ရက်နဲ့ပြီးရင်ဒီနေ့လောရမိနိုင်ရက်နိုင်ရက်30ရက်နဲ့ပြီးရင်ဒီနေ့လောရမိနိုင်ရက်ကျွန်တော်ကပြန်ပြန်ချိုးကြတာဖြစ်တဲ့ပြည့် ဒီဘက်ကဒီဘက်လဲလဲဘက်မှာက30 by 30ဆိုရင်လဲရဘက်မှာ30 by 30ဆိုတဲ့စကားထည့်ပါတယ်။အဲ့တော့တော်တော်နဲ့ပြီးရင်ဒီနေ့လိုကမိဒါကဒါဆို30နဲ့30ကိုကျွန်တော်တို့30နဲ့ကိုကျွန်တော်ကကျင်းလိုက်မယ်။30ကျင်းရတယ်နော်။ဝဇရလေးတော့30 30လို့30။ဟုတ်တယ်။အဲဆက်ရပိုင်း10ပိုင်းဆက်ရပိုင်းနော်။အဲဒီစမတ်ဝါဒီမှာ33ရက်နဲ့ပြီးဖို့အတွက်ဒီနေ့လောရမယ့်နိုင်ရ8နိုင်ပြီးတော့ပေးရတယ်။33ရက်နဲ့ပြီးရတယ်ဒီနေ့လောရမယ့်နိုင်ညမှာရှိဖို့စားတယ်နော်။ ပြောလို့ချင်းက30ရက်နဲ့ပြီးဖို့အတွက်ဒီနေ့လောက်ရမယ်နိုင်ရလို့ချင်းတာငွေရှိကိုညီမရဲ့တစ်ဘက်ကိုကျွန်တော်ပို့ရမှာနော်ဒုရကမှာ80နဲ့30လို့ကျွန်တော်ကျင်းလိုက်ရတယ်။ဘာနဲ့ကျင်းမလဲဆိုညနေကျင်းပြီးညလေး80 95ရေးပစ။ဒါပေမဲ့ပိုင်းဝေရ74လေး40လေးပိုင်းလေးရမှာလေ9ပိုင်း44ပိုင်းနိုင်ရဆိုတော့ကေယုံအပိုင်းရင်းတူဖြစ်တဲ့အတွက်ကေယုံပို့ပါမယ်။ဆွဲရတာမှာ44ကို9နဲ့ဆက်တဲ့ခါမှာ9ရှိ40ပိုင်း40နဲ့အဲဒီ80 9ပိုင်း4ပိုင်းနိုင်ဆိုပြီးတော့ရရှိပါတယ်။ဒါပေမဲ့ အဲသူကအခုတော့ဆရာတနေ့ကိုရှင်းနိုင်လို့လို့လုပ်တယ်ဘာလို့ပို့လို့ရမယ်သိချင်လို့ရှင်းဆိုတော့ရှင်းနိုင်ရှင်း၅ဘိုင်း၄ဘိုင်းနဲ့ကနေရှင်းနိုင်လို့လုပ်တယ်ရရှိတဲ့ကရှင်းလို့တော့တော်များ၅ဘိုင်း၄ဘိုင်းပဲကျင်တယ်ဒါမင်းဘာလို့ကမလို့ရင်၅ဘိုင်း၄ဘိုင်းနိုင်ရှင်းရပို့ပြီးတော့လုပ်ကမှာလားပို့လို့ရမယ်နိုင်ရ၅ဘိုင်း၄ဘိုင်းနိုင်ဖြစ်ပါတယ်အခုကနံပါတ်၈ပါသင်္นานကြောင်းတစ်ကြောင်းမှာတင်္นานသား6ပါရှိတဲ့ခါမှာ30ရက်အတွင်းစားသုံးမှုအတွက်ဆန်းအလုံးလောက်ရှိတယ် နှစ်ပတ်ကြာတဲ့အခါမှာ moment တင်တဲ့ကို150တင်တယ်။ moment တင်တဲ့တာ150တင်တဲ့စီးသွားတယ်။ဒါဆိုကြံသောဆံကိုအချိန်ကြီးနဲ့ခါလုပ်နိုင်ပြီပေါ့။ဟုတ်ပြီလား။အဲ့တော့ဒီစီးသွားမူလားကြီးဆံကိုတတရင်လေးလို့ထားလိုက်မယ်။နှစ်ပတ်ဆိုတာ14ရက်ပေါ့နော်။နှစ်ပတ်နှစ်ပတ်ကြာတဲ့အခါမှာ moment တင်တဲ့တာ150။ဆိုတော့နှစ်ပတ်နော်14ရက်စားသုံးပြီးနောက်ကြံသောဆံ။ဒီမှာပထမဆံတရင်လေးအဲ့ဒီမှာမှာဒီမှာကနော် ဆယ်လေးရက်ကိုဆယ်လေးရက်စာစားလိုက်ရင်ဘူး600ရာတင်းနေစား600ရာဆယ်လေးရက်စားရင်ဒါဆိုလို့ရှိရင်ကျွန်မတို့ကရက်30เนาะရက်30ရက်အတွက်ထားရကြည့်တယ်ပိုင်းကြီးမှာ30နေမယ်သူက14ရက်စားရကြည့်တယ်လေဆယ်လေးပုံမှာတော့အဲ့ဒါကိုငါးကြီးစံတင်းနေတင်းထဲရနေလို့ပြီးဆိုတာကျွန်မတို့ကပိုင်းဝင်နဲ့ပိုင်းငယ်ငယ်ကြီးကြည့်တဲ့ဒါ30ပိုင်း30ပိုင်းနဲ့ထားတယ်ဒါပြင်ပိုင်းငယ်ကြီးပါပြီ30ပိုင်း30ပိုင်းနဲ့30ပိုင်း14ပိုင်းလို့လုပ်လို့ဒီလိုက30ပိုင်း16ပိုင်းထားတယ်ဟုတ်နော် ။အဲ့တော့ဒီမှာဘိုင်းရင်ကြီးရဲ့ခါမှာမြင့်မြတ်စာလို့ရဲ့အမ်ဘိုင်းရင်ကြီးရမယ်နော်။ခြေနေပေါ့နော်။ကျင်းလုံးပုံစံလိုတဲ့ခါမှာနှိရှိ26နှိ25ရီ30နော်။ဒါဆိုရင်15ဘိုင်း10ဘိုင်းရေးစုရဲ့ရရှိပါလေ။အဲ့ဒီကျွန်တော်ကကျန်တဲ့အဲ့ဒီနှစ်ပတ်ပြည့်တဲ့ခါမှာတင်နန်းသား150ပဲတင်နန်းစင်းသွားတာဆိုကျန်တော့တင်နန်းသားကိုသူနည်းမူလားရှိတာက600 150စင်းသွားတယ်ဆိုတော့ကျွန်တော်600 150ဆိုတော့450ပဲကျန်တယ်။အဲ့ဒီကျွန်တော်ကတင်နန်းသားရေအတွက်ကအချိန်လေး အချိန်နဲ့ဗျောင်းပြန်ချိုးလို့ပြောဆန်ရီဘက်ကလည်းအချိန်နဲ့ဓာတ်ရိုက်ချိုးလို့ပါပဲ။ဒီနန်းသားရေအတွက်နော်ကျော့သွားတာဖြစ်တယ်လဲဆိုတော့အချိန်ကြီးရပါတော့။အဲရက်တည်းတော့ဗျာရက်တည်းကတိုးလာမှာနော်ဓာတ်ရိုက်နော်ဆန်ရီဘက်ကအချိန်နဲ့ဓာတ်ရိုက်ချိုးလို့ပဲ။ဆန်ရီဘက်ကနော်များလေနော်အချိန်ကလည်းများလေပေါ့နော်စားမယ့်အချိန်များရက်လို့လည်းမို့ဆမကျန်သောဆန်ကိုစားသွင်းနိုင်တဲ့အချိန်ကိုပြင်တာကျန်သောဆန်ကိုလူရောက်450ဆက်ပြီးစားဖို့အတွက်ဆိုရင် လောက်ကြာမလဲအချိန်ကြီးနေတယ်။ဒါမှမဟုတ်ကျွန်တော်ကသူပေးထားတဲ့တင်းတော့မူလရှိတဲ့တင်းတော့600ရဲ့ရ30ရဲ့တော့ကကျွန်တော်ကနော်နှစ်ဘက်စားပြီးတော့ကျန်တဲ့30ရဲ့ကျွန်တော်ပိုင်းဝင်မှရင်းမယ်။ဘိုင်းကြီးမှာတော့ကျန်တဲ့ဆန်ကျန်တဲ့တင်းတော့450ရဲ့မူလရှိဆန်တည့်ရဲ့ကျွန်တော်ရေးပြရတယ်။ရေးပြတဲ့အခါမှာကျွန်တော်ကဘိုင်းဝင်မှရှိတဲ့600နဲ့ဘိုင်းကြီးမှရှိတဲ့450ကိုကျင်းလို့ရတယ်။နော်။150နဲ့ကျင်းမယ်။ 150လေးချာရ150 3လေး150ပဲဆက်မှာပါเนาะ600မှာ600နေရာမှာ၄ကျန်မယ်150နေရာမှာ3ကျန်မယ်10ပိုင်း15ပိုင်းကိုကျတာ10ကိုပိုင်းဝင်မှာပဲရင်မယ်15ကိုပိုင်းရင်မယ်30ကိုကျတာဒီမှာပိုင်းဝင်မှာပဲရင်မယ်เนาะကျေစမောက်ကျင်းလို့ရပါတယ်15တိ15 15နေလို့တုံးကျန်เนาะဒီလိုဆိုရှင်မှာပိုင်းဝင်မှာ၄နဲ့၈နဲ့နေနဲ့ကျန်တယ်၄ရှိ30နဲ့30နဲ့64ပိုင်းကြီးမှာ3ရင်းမဲ့ကျန်တယ်ဒါမို့3မှာ64ပိုင်းရက်စားရမယ် ဟိုမှာ24ပိုင်းရက်ဆိုတော့ကျွန်တော်ကဘယ်နေ့မှမပြီးတော့စားကြည့်လိုက်မယ်ပေးရောက်ခွင့်ဘယ်တော့မှကျွန်တော်21ရက်21တုံးမှ3ပိုင်း3ပိုင်းရက်ဆိုပြီးတော့ကျန်တဲ့ဆန်ကိုနည်းနည်း450က21ရက်ကျော်လို့နော်အားစားရပါမယ်ဟာနမကိုလုံသား24ရောက်တော့ရတယ်ကန်တကယ်ကိုပြီးတဲ့ခါမှာ30ရက်နဲ့ပြီး30ရက်နဲ့အပြီးတူလို့ရရင်ဒေါက်တာဖိရမလို့ရွေးချင်တယ်ဒါလည်းကတော့ဗမာပြန်ရွှေ့တယ် လူသားများလူသား24ရောက်ဆိုရင်30ရက်ပြီးသွားမှာဒါပေမဲ့20ရက်ပြီးလို့ဆိုရင်လူသားကပေါ်ပြီးပို့ပြီးတော့ထပ်ထုံထပ်တဲ့အောင်နော်ရှင်းဟောလဲလူသားများရင်ရှင်းနေရှင်းနေမယ်လူသားနဲ့ရင်ရများရများမယ်ရင်းနေမယ်ဆိုရင်လူသားကိုပြန်ပြီးတော့ညားပြရမယ်နော်အဲ့ဒါဒါတော့ဘယ်လောက်ထပ်ပြရလဲသိချင်တာနော်ဦးရည်နဲ့ချိန်ကတောင်းမြန်ရှိုးကြတယ်တောင်းမြန်ရှိုးတယ်နော်ဒါကြောင့်20ရက်နဲ့ပြီးရလူကြီးရ30ရက်နဲ့ပြီးတဲ့လူကြီးဆိုတော့ ဒီမှာဗျာမြေရေးလိုက်မယ်တတိပိုင်းပြန်ပြီးရေးရမယ်ဒီ90နဲ့ပြီးတဲ့ခါမှာဆက်မလို့ဘာလဲဟောဒီဘက်က90နဲ့20ကိုချိန်ခဲ့တဲ့ခါမှာရှည်တဲ့တဲ့ခါမှာပြီးပြန်ပြီးရပါတယ်အဲ့ဒီတော့30နဲ့ပြီးဖို့အတွက်ကကျတော့လူလိုရတဲ့လူကြီးက24ရက်ပြည့်တယ်24ရက်ပြည့်မယ်။ပြန်24ရက်မှာဒီဘက်ကိုပို့လိုက်မယ်နော်။ချိုးလို့ကျင်တာ20နဲ့ပြီးဖို့အတွက်လူကြီးတွေ။အဲ့ဒါနေ့တည်းနော်။နေ့တည်းနေ့24ရက်24ရက်စနေ ဟိုကပိုင်းဝင်24ဒီစနစ်နဲ့30နဲ့တဲ့ခါမှာလုပ်ရချင်ရဟိနော်အဲရ30နဲ့ပြီးဖို့တည်း24ရောက်လို့ရပေါ့ရ20နဲ့ပြီးမယ်ဆိုတော့ဘယ်လောက်မလုပ်ဘူး36ရောက်လို့ဒါဆိုဒီ24ရောက်ရှိရတယ်ဘာလဲဘယ်လောက်ထပ်နေလို့လဲထပ်ပြရမလို့လို့ရှင်နော်30နဲ့ပြီး20ရင်းနဲ့ပြီးရလို့ရ36ရက်တည်းရတယ်ဗျမူလရှိရ24ရက်ကိုထည့်တယ်ဒီဘယ်နှစ်ရောက်လဲဆိုရင်12ရောက်ကျန်ပါတယ်ထပ်ပြရမလို့ရ12ရောက်ဖြစ်ပါတယ် နောက်ကနံပါတ်10မော်ဂါတစီရတနအီ35မိနစ်လောက်ကြာလို့ဒီတစ်ခုကို3နာရီလောက်။အဲ့ဒီကို2နာရီ30မိနစ်နဲ့ရောက်ရ3နာရီမကြာဘူး2နာရီ30မိနစ်ရောက်လို့ပဲဆိုလို့တနအီမိုင်နဲ့လုံးနေသွားတယ်အဲ့ဒီမိုင်လုံးတဲ့အချိန်ကဘယ်မှန်ချိုးလို့လဲ။နော်အချိန်နဲ့တော့ဘယ်မှန်ချိုးလို့လဲဒါကြောင့်မို့3နာရီပြင်သွားတော့ဒီအောက်ကကျတော့2နှစ်ပိုင်းပိုင်း2နာရီ30မိနစ်ဆိုတော့2နှစ်ပိုင်းပိုင်းနာရီ။နော်ဘယ်မှန်ချိုးကြရဆိုတော့2နှစ်ပိုင်းပိုင်းဘာလို့မိုင်ရဲ3အပိုင်းကျော်ရောက်တယ်။ ဒီတက်ခါမှာအချိန်3နာရီချင်းအချိန်3နာရီနဲ့သွားရတဲ့နှုန်းကလည်းတစ်နာရီ35ပဲဖြစ်တယ်ဆိုတော့35ကိုလုပ်မယ်ဒီပုံမှာဒီဘက်လက်ရဘက်မှာရှိတဲ့ညနေပိုင်းတစ်ပိုင်းကိုကျွန်တော်ပေးရောပိုင်းရင်းဖွင့်အဲနှစ်ပိုင်း၅ပိုင်းရတယ်ဒီနှစ်နှစ်ကပိုင်းကြီးနော်၅ကပိုင်းပုံမှာဖြစ်တယ်ဆိုတော့ဒီရိုင်းရေးတယ်ပြီးတော့ပိုင်းကြီးကအပိုင်းရင်းမဟုတ်တယ်ပြီးပိုင်းကြီးကဒီလိုနှစ်ပိုင်းပိုင်းစားတဲ့ပိုင်းကြီးကအပိုင်းရင်းမဟုတ်တယ်ဆိုတော့အစားအသောက်ပြောင်းရတယ်လို့တော့ရိုင်းရမယ် နှစ်ပိုင်း၅ပိုင်းကြာနှစ်ကပင်ရင်ထဲပိုင်းကြည့်မှာဖြစ်တယ်လေပိုင်းကြည့်အောက်ကိုပို့လိုက်မယ်အောက်မှာ၅ဟုတ်ပဲထားတယ်နော်အရင်း၄၃၄၆၅တက်တယ်နော်၆ပိုင်း၅ပိုင်းဆိုလို့ရရှိပါတယ်အဲ့တော့မှဆက်မတော့အချိန်နှစ်နှစ်ပိုင်းတစ်ပိုင်းနိုင်ဖြင့်ငါ့မယ်လို့လို့ကြလို့ရှိရင်ဆက်မတော့ဒီအချိန်နှစ်နှစ်ပိုင်းတစ်ပိုင်းနိုင်ဖြင့်သွားတော့လို့လက်ရပဲပို့လိုက်ပြီးတော့၅ပိုင်း၆ပိုင်း35မှာလာစားမယ်စားတဲ့အခါမှာဆက်မတော့ကအစားအမြောက်ပဲပဲဆိုရင်၆ပိုင်း၅ပိုင်းနေပါတော့၅ပိုင်း၆ပိုင်းဒီခါလေးသူကပြောရင်ဒါတစ်စီရင်မသွားတော့ဘူးနော်ဟုတ်ကဲ့ ဟင်6ဘိုင်း5ဘိုင်းကညီမ35ကိုသွားစားတဲ့အခါမှာနော်ကျွန်တော်ကစားတဲ့ဟာကိုအပြတ်သွားတဲ့အခါမှာ9ဘိုင်း6 6ဘိုင်း5ဘိုင်းနဲ့9ဘိုင်း6ဘိုင်းဆိုတာနော်ဒါကြေး9နဲ့30 9နဲ့ဒီတော့9တလီက9ခွနဲ့လို့ပြောတာဘိုင်းဝင်ချင်းနဲ့လည်းမှာ6ခွနဲ့40နဲ့တော့40နဲ့မှာဟုတ်ကဲ့နော်ဒါနဲ့မှတနအိုလေးနဲ့မှာလည်းသွားအောင်ဟုတ်ကဲ့။ဒါ၃နိုင်ကြတဲ့ခကြီးကို၃နိုင်ကြအောင်သွားကြည့်နေဆိုရင်၃နိုင်၃၅မှာလို့ပြောလို့ရတယ်။ ါပေမဲ့နာရီ30မိနစ်ပဲနဲ့ရောက်လို့လဲဆိုတော့သူကနှုတ်ကိုမြန်အောင်ပါတော့နာရီ42မိနစ်လောက်သွားမှသူကနာရီ30မိနစ်ပြန်ရောက်မယ်ဟုတ်ကဲ့နော်အချိန်ကနှုတ်ကပြန်မယ်ဆိုလို့ရယ်နာရီ35မှနှုတ်နိုင်နေတာနဲ့နှုတ်နေတာနဲ့သွားလို့ရှိရင်နာရီကကြာမယ်နိုင်နေတာနှုတ်များတာနဲ့သွားလို့ရှိရင်နာရီကမကြာဘူးပေါ့နော်အဲ့လိုပြောမယ်ဆိုလို့ရဖြစ်ပါတယ်ဒါကလေ့ကျင့်ရဲ73မိနစ်ကခုရှိ90ပဲဖြစ်ပါတယ်အဆုံးထိဒီလေးပဲအားလုံးကိုကျေးဇူးတင်ပါတယ်